နေပြလွန်ဆွဲလာအောင်မှာကြမ်းကျင်လိုက်ကြမ်းခွင့်ရခဲ့တဲ့အာတာကိုလာရီမီတီစီကိုနီယွတ်တက်ဇာဘေလွန်ဆိုရောက်ရှိလာခဲ့တာကတူတကီကျပွဲအာတာကိုလာရဲ့ဘောလုံးမပွားအတွက်တကယ်ကိုကောင်းမွန်တဲ့ပြောင်းလဲတစ်ခုဖြစ်လာခဲ့ပါတယ်လို့သုံးသပ်ရမှာပါဒီပြောင်းလဲကအာတာကိုလာအတွက်တောင်မှာကတူတကီဘောလုံးတော့ကအတွက်ရောကမ္ဘာဘောလုံးပြည်သူတို့ကနောက်ထပ်ကျပွဲနှစ်ဦးကိုခန်းစားခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်ဂူလာရဲ့ခြေစုံကကမ္ဘာထိပ်တန်းစစ်တီရောက်ရှိလာနိုင်တဲ့ဆိုတာကိုသူကဇက်တိုက်သက်တည်ပြသနေတာလည်းဖြစ်ပါတယ်အာတာကိုလာဟာသူ့မှာစွမ်းစားရှိတယ်ဆိုတာကိုပြီးခဲ့တဲ့ရက်တွေမှာကတည်းကမြင်ခဲ့ကြပါတယ်သူကရီယယ်မရီတင်ကိုရောက်စကြတဲ့ကခြေစွမ်းပြသနိုင်ခဲ့ပေမဲ့အရင်ကပြဖြစ်သူကာလန်အန်ဆလော်တီရဲ့လက်ထက်မှာတော့နေရာမပေးခံခဲ့ရပါဘူး အန်ဆလော်ဒီရဲ့နေစင်းနေတဲ့လူရွေးချယ်မှုတွေကြောင့်ဂူလာကရန်ခိုမာသာချိန်ကုန်ဆုံးနေကြရတာဖြစ်ပြီးပရိသတ်တွေကလည်းဂူလာကိုပွဲထုတ်ပေးဖို့တောင်းဆိုမှုတွေရှိခဲ့ပူပါတယ်။အန်ဆလော်ဒီရဲ့ပေါ်ထက်လူစင်းကအထွေးချုံရှိကစားသမားတွေပေါ်မှာပဲအားထားခဲ့တာဖြစ်ပြီးအတာဂူလာလိုလူငယ်ကစားသမားတွေကခွင့်ရရဖို့ခက်ခဲဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့အခုနီးပြတဲ့ဇာမင်းလို့ဆိုရောက်လာမှာပဲဂူလာကိုဇက်တိုက်နေရပေးထားပြီးဒီကောင်တွေကဂိုတွင်ကိုဖန်နေမှုတွေဇက်တိုက်ရရှိလာခဲ့တာလည်းဖြစ်ပါတယ်။အလုံးစုံကလူငယ်ကစားသမားတွေကိုယုံကြည်မှုပေးပြီးခွင့်ရပေးတဲ့နီးပြဖြစ်ကြောင်းကိုတတ်သိပြလိုက်တာလည်းဖြစ်ပါတယ်။အလုံးစုံရဲ့လမ်းညွှန်မှုအောက်မှာကစားကွင်းရရှိလာခဲ့တဲ့အတာဂူလာကပိုးပြီးလူရဲစားကစားနိုင်ခွင့်ရရှိလာခဲ့ပြီး ရီယယ်မရီဒီရဲ့ကိုယ်လှယ်ပိုင်းမှာအရေးပါတဲ့စိတ်ပိုင်းတစ်ခုဖြစ်လာဖို့ချေလန်းစတင်နိုင်ခဲ့ပါတယ်သူရဲ့ဆိုရင်ဒီကောင်ရီယယ်မရီပလေးတက်တီအမျိုးလင်းချက်တွေကိုပါဖြည်းဖြည်းပေးနိုင်ခဲ့ပြီဖြစ်ပြီးဂူလာကိုရီယယ်မရီဒီရဲ့နောက်လာမဲ့ကျယ်ပွင့်ဖြစ်အားလုံးကလက်ခံလာကြပါတယ်အလိုစီရနစ်စနစ်ကဂူလာလိုတိုက်စစ်ကိုယ်လှယ်ကစားမောက်ရီရဲ့ရည်ချင်းကိုပြေဝဖော်ထုတ်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်ကလပ်တင်းမှာတော့ကနိုင်ငံတင်းမှာပါအာတာဂူလာကထူးချွန်တဲ့ခြေစွမ်းတွေကိုပြသနိုင်ခဲ့ပါတယ်ပြီးခဲ့တဲ့စနေနေ့ညကလည်းဒူတကီအတွက်အာတာဂူလာကတကိုးသွင်းယူခဲ့တယ်လို့ငကိုဖန်ပြီးခြေစွမ်းပြသနိုင်ခဲ့ပါတယ်ဒါအာတာဂူလာရဲ့ဘရုံးမဘွားမှာအကောင်းဆုံးခြေစွမ်းပြမှုတွေတကတစ်ခုလည်းဖြစ်ပါတယ် ဘူဂေရီးယားတင်းနဲ့ဝေကွင်းပွဲစဉ်မှာဒုတိယအထင်းတို့၆ဂိုးတကူနဲ့ပြတ်သက်နိုင်ရရှိခဲ့တာဖြစ်ပြီးဂူလာကတော့ဒီပွဲရဲ့ကောင်းဆုံးပွဲသားမလို့ပြောရတော့ဒီကိုခြေစွမ်းပြသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။သူရဲ့ဂိုးတင်ဂိုးဖန်နီမှုစွမ်းရည်တွေကဒုတိယအထင်းကိုကမ္ဘာလားခြေစွမ်းပွဲအောင်မြင်ရေးအတွက်အဓိကအားထားရတကူဖြစ်လာစေခဲ့ပါတယ်။အာရဂူလာကအတန်းငယ်ပေမဲ့လည်းဖီးယားတွေကိုရင်ဆိုင်တော်လာပြီးဂျပန်နီဦးရဲ့ရည်ချင်းကိုပြေဝပြသနေတာလည်းဖြစ်ပါတယ်။အာရဂူလာရဲ့ခြေပွားအနုစိမ့်မှုဘလုံးပေမမှုမြင်ကွင်းနဲ့တော်လတ်တဲ့ပြေးနှုံးတွေကရီယမရစ်တင်းရဲ့ဖုံးမဖြတ်နိုင်တဲ့အားသာချက်တွေပဲဖြစ်ပါတယ်။အကြောင်းရီယမရစ်တင်းရဲ့နာကွင်းလေကအာရဂူလာနဲ့အတူလင်းလန်းနေပြီလို့သုံးသပ်ရပြီးသူရဲ့အောင်မြင်မှုတွေကဆက်လက်မြင့်တက်လာအောင်ပါလည်းဖြစ်ပါတယ်။ Okay, I'm not going to check that